ဲမစိတ်မကောင်းစရာတခုကပါလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးအရန် quality ကောင်းပြီးတော့အရန်မိုက်တဲ့ကားရဲဆိုရင်ပြိတ္တအားပေးမှုတိတ်ပြီးတော့မရကြဘူးဒီမှာမြန်မာနိုင်ငံကပြည်သက်တွေအတွက်အကောင်းဆုံးဖြစ်အောင်တော့ရိုက်ကြမယ်ဆိုပြီးတော့ရိုက်လိုက်တယ်။ပြီးရင်ယုံမာလူမရှိဘူးဆိုတာမျိုးတွေကလေအဒီ quality ကားတွေမှာမရှိတာများတယ်။ ဟာတာကားရဲ့ဆိုရင်တော့အလုံးနှစ်ပတ်သုံးပတ်ကြည့်ကြရတယ်။ဟာတာကားတွေလည်းကောင်းပါတယ်။ရိုက်တာတွေရောပရိုဂျူဆာတွေရောမကောင်းလို့မပြောပါဘူး။ကောင်းပါတယ်အားလုံးကောင်းပါတယ်။ဒါပေမဲ့အဲ့လိုကုနာလိုကွာလတီကားလေးတွေအတွက်လည်းအားပေးစေခြင်းနဲ့ကောင်မှာကျွန်တော်ဘယင်ဘယင်ဆိုတာထက်လေနန်းတက်မဲ့အဲအင်ရှင်မင်းသားအဲ့လိုပုံစံမျိုးလေးပါဟုတ် ဒါအရဆိုရင်တော့ဒါ program ကျွတ်တီးစင်ရတဲ့ဥစ္စာရှိအောင်အများကြီးရှိပါတယ်ဒီကပို့ပြီးတော့တာဝန်ကြီးတယ်အဝတ်အစား costume ကအစစကားပြောဆိုတာအစအားလုံးကိုဟိုကြိုပြီးတော့စီစဉ်ရတာဆိုတော့လေအရင်ကြီးကိုတာဝန်ကြီးပါတယ်ဟုတ်ကဲ့ဘရင်တတို့တမီဇက်ကတော့ရမ်းမိုက်ဇက်ကဖတ်နေရင်လည်းဟိုအလိုစိတ်ကူးရင်စရာတွေတခုတခု ေါ်လာမိုက်တယ်တော်တော်မိုက်တယ်ဆိုတော့လေအခုတည်းကအဲ့ဒီမဟာလွန်းဖြစ်ဖို့တိဆောက်နေပါတယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ဒီကားကမက်ဂျော်နင်းစီရိုက်မဲ့ကားပေါ့နော်မက်ဂျော်နင်းစီကအရှိမကျွန်တော်နဲ့အဲဒုတိယမြောက်လက်ထပ်ခွင်းဆိုတဲ့ဇက်ဇက်ကားတစ်ခုဇက်လွဲရဲတစ်ခုကိုရိုက်ထားတယ်အဲ့ဒီဇက်ကလည်းဟေးဇဲရဲ့ဇက်ပဲအခုကလည်းဟေးဇဲရဲ့ဇက်ပဲဟေးဇဲရဲ့ဇက်တွေကအရင်မိုက်တယ်အဲ့ပြီးတော့ဒီကားကကျွန်တော်တို့ Netflix အထိပါတက်ဖို့အတွက်ကျွန်တော်တို့အဲ ရီမန်းထားရပေါ့နော်ကိုရီးယားတင်တဲ့ collaborate လုပ်ပြီးတော့ရိုက်မဲ့ကားဖြစ်တယ်ဆိုတော့ season နေအများကြီးဒီထက်အခုအခု season 1ကို12ပိုင်းရိုက်မယ်ပေါ့နော်ထပ်ပြီးတော့ season 1 2 3 4အထိဆက်သွားဖို့ season ရှိရဆိုတော့လေအအများကြီးမျှော်မှန်းထားပါတယ်အဲဒီလိုပုံစံမျိုးလေးတွေပဲပေါ့ကျွန်တော်ဒီလိုပုံစံမျိုးတွေအများကြီးဝတ်ဖြစ်မယ်ဟုတ်ဒါကကိုယ့်အကိုစိတ်ကူးရင်ပြီးတော့အဲ့လိုကျွန်တော် stylish နဲ့တိုင်ပင်ပြီးတော့ကျွန်တော်ဝတ်ဖြစ်တဲ့ပုံစံမျိုးပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ဒါမြန်မာနိုင်ငံမှာပထမဦးဆုံးတော့ဖြစ်မယ်ထင်တယ်ဘယ်သူမှလည်းသိမရသေးဘူးပြီးဇက်ကလည်းဒီလိုမျိုးဇက်ကဒါပထမဦးဆုံးဖြစ်မယ်ထင်တယ်အဲ့လိုအဲ့လိုတော့ဟိုဒီဟာကတော့အဲ့ဒါနဲ့တော့မဆိုင်ပါဘူး fashion suit ရတာလည်း season ပေးရလူရှိလို့ရတာပါကျွန်တော်ရတယ်ဆိုတာထက်ကျွန်တော်ဒီ US လေးကိုဝတ်ပေးလို့ရသွားတဲ့အတွက်ဒီချုပ်ပေးတဲ့လူအတွက်ပဲကျွန်တော်ကဝမ်းတာတာပါကျွန်တော်အဲဘယ်လိုပြောရမလဲ ခွင့်ပျော်ပါတယ်ဒီ fashion suit ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်ဒါပေမဲ့ဒီဟာနဲ့တော့မဆိုင်ပါဘူး fashion suit ရသွားပေမဲ့လည်းနောက်နှစ်တင်မှာလည်းဒီလိုမျိုး fashion ပုံစံမျိုးနဲ့ကျွန်တော်တက်ဖြစ်ချင်ပါလေတက်ဖြစ်မယ်ဒီဟာကကျတော့ဒီကားမှာဒီလိုမျိုးမပြင်ဆင်လို့မရဘူးအကောင်လုံးကျွန်တော်တယောက်တည်းမှမဟုတ်ဘူးတခြားလူတွေအကောင်လုံးကလည်းဒီလိုမျိုးပုံစံမျိုးဝတ်စားပြီးတော့အဲဒီအတိုင်းနေပြင်ဆင်ကြရတာဆိုတော့ကျွန်တော်ကဒီထဲမှာ main character ဖြစ်တဲ့အတွက်မဟာလွမ်းဖြစ်တဲ့အတွက်ကျွန်တော်ကပို့ပြီးတော့အကောင်းဆုံးဖြစ်အောင်စီစဉ်ရလိမ့်မယ်လို့ကိုယ့်ကိုယ်ကိုထင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်အကောင်းဆုံးဖြစ်အောင် စီစဉ်ထားတာပါဟုတ်ဟောအဲ့လိုအဲ့လိုမျိုးတွေပို့ပြီးတော့ရွေးချယ်ပြစ်ပါတယ်အဲ့လိုမျိုးလဲပို့ပြီးတော့ရိုက်ချင်ပါတယ်ရိုက်ဖို့ခက်ခါလဲဖြစ်နေပြီဆိုတော့လေဟိုပတ်စံရရင်ပြီးရောပြီးပြီးရောအမှုပညာလဲမဖန်တီးခြင်းတော့ဘူးပြိတ္တတွေအတွက်လဲအကျိုးရှိတဲ့အတိတ်ပဲရှိတဲ့အရာတွေပို့ပြီးတော့ဖြစ်စေခြင်းနဲ့အမှုပညာသမားတယောက်အနေနဲ့ပေါ့နော်အာအားလုံးတက်ဖြစ်စေခြင်းပါတယ်အဲ့တော့အကောင်းဆုံးနေပဲကျွန်တော်တို့အဲကြိုးစားနိုင်ဖို့အတွက်ပြောလဲပါတယ်ထင်ပါတယ်အားလုံးက professional ဆက်ဆံ ဖြတ်တန်းနေကြတာပို့ပြီးတော့လှုပ်လာကြတာတွေ့တယ်ဒါပေမဲ့စိတ်မကောင်းစရာတခုကပါလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးအရင် quality ကောင်းပြီးတော့အရင်မိုက်တဲ့ကားရဲ့ဆိုရင်ပြိတ္တအားပေးမှုတိတ်ပြီးတော့မရကြဘူးအခုရုံတိန်တဲ့ကားရေဆိုလည်းအခုနောက်ပိုင်းမှာတော်တော်မိုက်တယ်အဲဘတ်ဂျက်တွေလည်းတော်တော်အသုံးထားတာတွေ့ရတယ်ပရိသတ်အတွက်ကိုလေဟိုဒီမြန်မာမြန်မာနိုင်ငံကပရိသတ်တွေအတွက်အကောင်းဆုံးဖြစ်အောင်ငါတို့ရိုက်ကြမယ်ဆိုပြီးတော့ရိုက်လိုက်တယ် ပြီးရင်ယုံမာလူမရှိဘူးဆိုတာမျိုးတွေ ਆ လေအဒီ quality ကားတွေမှာမရှိတာများတယ်အဲ့လိုပေါ်တော်တော်ကားတွေဆိုရင်လူများတယ်ဗျအဲ့ဒါဆိုတော့ producer တွေကလည်းအဲပတ်စံများတယ် producer လောက်တယ်ဆိုတော့ကပတ်စံရကြလို့လောက်ကြတာဗျာဆိုတော့ပတ်စံမရတဲ့အတွက်သူတို့မရရဲကြအောင်မရရဲတဲ့အတွက် quality ကားတွေထွက်မလာကြအောင်ထွက်မလာတဲ့အတွက်အဲကျွန်တော်တို့အမှုပြန်လာတွေအနေနဲ့ quality ကောင်းတဲ့အရာတွေပြည်သက်တွေအတွက်ဖန်တီးမပေးနိုင် အဲ့လိုပတ်စံရတဲ့ကားတွေပဲရရင်ရရင်လည်းပဲအဲ့လိုမျိုးတွေဖြစ်နေတာဆိုတော့အားလေးတစ်ခုတော့စိတ်မကောင်းစရာဖြစ်တယ်လို့ကိုယ့်ကိုထင်နေပါတယ်ဟိုပြောချင်တာအဲ့ဒါပေါ့နော်ခုနအမပြောသလိုမျိုးဟာတာကားရဲ့ဆိုရင်တော့အလုံးနှစ်ပတ်သုံးပတ်ကြည့်ကြရတယ်ဟာတာကားတွေလည်းကောင်းပါတယ်အဲဒီဟာတာတရုတ်ဆောင်နုပညာရှင်တွေကလည်းအကောင်းဆုံးဖန်တီးကြတာပဲပြိသက်ရည်စရာဟာတာဖြစ်အောင်အဲပြိသက်ပြောရှင်မှုဖြစ်အောင်အကောင်ဆုံးကတော့အကောင်ဆုံးဖန်တီးကြတာပဲဒါရိုက်တာတွေရောပရိုဂျူဆာတွေရောမကောင်းလို့မပြောပါဘူးကောင်းပါတယ်အားလုံးကောင်းပါတယ် ဒါပေမဲ့အဲ့လိုကုနာလို quality ကားလေးတွေအတွက်လည်းအားပေးစေချင်တယ်။ဘာလို့ဆိုတော့ဒီကားတွေကအဲဒီလိုမျိုးကားတွေကအဆင်အဆင်တန်းမြင့်တဲ့ကားတွေအများကြီးထုတ်လာနိုင်တာနဲ့အမြအနုပညာအဆင်တန်းမြင့်မားလာမယ်။အဲဟိုပရိသတ်တွေအတွက်လည်းအကျိုးရှိမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီဘရင်သရိုးသမီးဆိုတဲ့ဇလန်တွေအတွက်အားလုံးအကောင်းဆုံးပြင်ဆင်ထားကြပါတယ်။ဒီကားမှာအကောင်းဆုံးကြိုးစားဖို့လည်းမျှော်အပြင်ဆင်ထားပါတယ်။အဲ့တော့ပရိသတ်တွေဒီကားက ရိုက်တဲ့ချိန်ကစပြီးတော့ထွက်လာတဲ့ချိန်အထိအကောင်းဆုံးစူးစမ်းအားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်